ရီယက်တောင်မှကတည်းကရိုဒီကိုကိုခေါ်ယူဖို့ရှိနေတဲ့မန်ချက်စတာယူနိုက်တက်မန်ချက်စတာယူနိုက်တက်တင်ဟာအင်အားတောင့်တင်းနဲ့တိုက်စစ်ပိုင်းကိုပုံပုံမြင့်တင်ဖို့အတွက်ရီယက်မရီယက်တောင်မှကတည်းကရိုဒီကိုကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်ဖီချာကြားရဲ့သတင်းအရယူနိုက်တက်တင်ဟာဒီအသက်23နှစ်အရွယ်ဘရာဇီးတောင်မှကတည်းကကိုခေါ်ယူဖို့အတွက်ယူရိုတန်80ဒီပေးချေဖို့စဉ်းစားဖြစ်နေတယ်လို့ဆိုပါတယ်ရိုဒီကိုဟာရီယက်မဒရစ်မှာရည်ချင်းရှိပေမဲ့တင်းတလောက်အတိမတ်ပြမှုမခံရဘူးလို့ယူနိုက်တက်တောင်ဝင်ရှိသူတွေကအသုံးသက်နေပုံရပါတယ်ရီယက်မဒရစ်မှာရိုဒီကိုဟာဗီနီစီယပ်ဂျူနီယာနဲ့တခြားထိပ်တန်းတိုက်စစ်ကစားသမားတွေရဲ့အရေးအောက်မှာရှိနေတာကြောင့်ပွဲတော်ခွင့်အတွက်အမြဲတမ်းရုန်းကန်နေရပါတယ် ယူနိုက်တက်ကတော့ဒီကစားသမားရဲ့ရည်ချင်းကိုကောင်းကောင်းအသုံးချပြီးရောင်းတင်ပေးခြင်းနေပုံရပါတယ်။လက်ရှိချိန်မှာမန်ချက်စတာယူနိုက်တက်တိုက်စစ်ပိုင်းဟာတသမတ်ထက်ခြေစွမ်းပြနိုင်မှုရုံးကန်နေရတာကြောင့်ရိုဒီဂိုရဲ့လင်းမြတ်မှုနဲ့တိကျတဲ့တိုက်စစ်စင်မှုတွေဟာအတင်းအတွက်အားသာချက်တစ်ခုဖြစ်လာနိုင်ပါတယ်။ရိုဒီဂိုဟာဘောလုံးကိုထိန်းချုပ်နိုင်စွာကောင်းမွန်ပြီးလင်းမြတ်နဲ့တောင်းပန်ကစားသမားဖြစ်တာကြောင့်ပရီးမီးယားလိရဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ကစားဟန်နဲ့လည်းလိုင်ယွန်ကြီးတွေဖြစ်နိုင်တယ်လို့သုံးသပ်သူတွေကယုံကြည်ကြပါတယ်။ဒီသတင်းဟာယူနိုက်တက်ပရိသတ်တွေကြားမှာလည်းဆေးလုံရှားမှုတွေမြင့်တက်စေခဲ့ပါတယ်။ဒါပေမဲ့ရီယယ်မရစ်တင်းဟာသူတို့ရဲ့ဒီကကစားသမားတွေအုပ်ကိုလက်လွတ်ခံမလားဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ယူရိုတန်80ဆိုတဲ့ပမာဏဟာနည်းတဲ့ငွေကြေးပမာဏမဟုတ်ပေမဲ့ရိုဒီဂိုရဲ့တန်ဖိုးကိုရီယယ်မက်ဒစ်ဘက်ကဘယ်လိုသတ်မှတ်မလဲဆိုတာအဓိကကြားပါလိမ့်မယ်။မန်ချက်စတာနဲ့တင်းဟာတိုက်စစ်ပိုင်းကိုအားဖြည့်ဖို့အတွက်ဂျီမတ်ချက်ဂျီမတ်ဆိုအလုဆောင်နေပုံရပြီးရိုဒီဂိုကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင်အတင်းရဲ့တိုက်စစ်ပိုင်းဟာပုံမအနေရရှိလာမှာတော့သိကြပါရစေ။ဒါကြောင့်ဒီအပြောင်းအရွှေ့ရဘယ်လိုမျိုးဆုံးသက်သွားမလဲဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။